မြန်မာနိုင်ငံမှာဒုတိယရဲအရှိကြာဆုံးကျင်းပလိရှိတဲ့မန်းရွှေဆက်တော်ဖျားပွဲကိုဖေဖော်ဝါရီလ17ရက်နေ့ကစတင်ဖွင့်ခဲ့ပြီးအရင်နှစ်တွေကတည်းဖျားပွဲတွေပိုမိုစီကားနေပါတယ်။မန်းရွှေဆက်တော်ဖျားပွဲကိုနှစ်စဉ်တပိုရဲလာဇန်5ရက်နေ့ကနေမြန်မာနှစ်စဉ်တရက်နေ့ထိကျင်းပလိရှိရာအခုနှစ်ကျင်းပမဲ့ပွဲတော်ကတော့ရက်ပေါင်း65ရက်ကြာမြင့်မှာဖြစ်ပါတယ်။စတင်ဖွင့်ခဲ့တဲ့နေ့မှာဖျားပွဲတွေဟာပွဲတော်အတွင်းသာမကပဲအထက်ဆက်တော်ရာတောင်ပေါ်အထိပါပြည့်ကျက်တဲ့အထိညပြခဲ့ပါတယ်။ ဖရားခေါ်ပကောက်တူကလည်းပွဲတော်နဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။နေ့တိုင်းနေ့တိုင်းလဲစီးပါတယ်။ဒါပေမဲ့ဒီနှစ်ဒီ2016မှာဒီတော်တော်များများမကြုံဘူးလို့အောင်ပေါ့။ဒီတော့မပေါအောင်စီးတာ။တော်ဒီနှစ်မှာကျွန်တော်ခေါ်ပကတက်တန်းလေးနှစ်မှာဆိုဒီနှစ်တော်တော်အစီဆုံးပါပဲ။စီးတဲ့အကြောင်းအရာလဲကျွန်တော်ဒီ တဲ့ကိုကန်းဘာညာကလည်းဒီမြပြည်သူနဲ့ဆက်ဆက်တဲ့လုပ်ငန်းလေးတွေကိုင်းမြင့်သွားသွားလှုပ်လာတယ်ပါမယ်နောက်တစ်ခုကလည်းချောင်းရည်ကြီးကြီးလေးကလည်းဒီနေ့ဒီချိုးရတာပြုတ်ရတာမဆိုးဘူးအားလုံးဒီဘွားတော်ပြင်ပမှာလာတဲ့လူတွေကလည်းတရင်လွတ်လာရှိမယ်အဒီယာလေးတွေကြောင့်တော့ဒီဘွားတော်ကိုအထူးသဖြင့်လာကြတာဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျပွဲတော်မဆမိအချိန်မှကလေးကဖျားဘူးတွေလာရောက်နေခဲ့ပြီးဖွင့်ပွဲမတိုင်မီတည့်ရက်မှာကလေးကတဲခိုရာတဲတဲတဲကို ငားရံက7,000တောင်းကနေ7,000တောင်းအထိဈေးပေါက်နေပြီဖြစ်တယ်လို့မင်းဘူးမျိုးကနေပွဲတော်ကိုနှစ်ဆင်လာရောက်လေးရှိသူတို့ကပြောပါတယ်။ခရီးဘူးတွေများပြားနေတဲ့အပြင်ပွဲတော်အတွင်းဆိုင်ငန်းတွေကိုရှင်းမြင့်နေစားနဲ့မန်းချောင်းပေါ်အထိတိုးချဲ့ထားတာကြောင့်လူသွားလမ်းနဲ့ကားတွေသွားလာဖို့အတွက်အဆင်မပြေမှုတွေဖြစ်ပေါ်လျက်ရှိနေပါတယ်။ပွဲတော်မှာဈေးရောက်ချနေသူတူကလည်းအခုလိုပြောပြပါလေ။အဲဒီဖျားပွဲတော်ကြီးကိုကျွန်တော်တို့ဟိုပြောင်းလဲဈေးကျင်တာတော့ ကြာပြီပေါ့ဗျာဒါပေမဲ့လည်းဒီနှစ်မှာတော့ထူးထူးခြားခြားလူစီတလောက်ထူးထူးခြားခြားပြောင်းလဲတာကိုတော့သိမတွေ့ရဘူးကဥပမာဈေးတယ်ဒီကိုယ်တိုင်ကလည်းနည်းနည်းစီးပဲကမ်းမဲ့လေးတွေရှိကြလေးတွေ့ရတယ်ဥပမာဈေးတိုင်ကန်းတွေတချို့တက်မှတ်ထားတဲ့ဒီခေါပကတက်မှတ်ထားတဲ့နည်းနည်းပဲကန်းတွေကျူးပြီးတော့ကျော်ပြီးတော့ဆယ်ပြီ15ပြီကျူးထွက်တာဒီမိုင်းချောင်းထဲမှာဆိုလဲဟိုစေကျော်တုတ်တင်တဲ့ဒီစီးငွေ့တွေဒါဖျားဘူး ပြီးအတွက်ရေချိုးတဲ့ခါမှာစိတ်တော့ဆက်ပြရတာလေးရှိနေပါသေးတယ်။ဒါရင်လည်းဂောဘကတွေအကုန်လုံးကနေရာတိုင်းတော့မသိနိုင်ဘူးပေါ့ဗျာ။အားလုံးဆိုတော့နှစ်နှစ်သုံးနှစ်တခါလောက်ဂောဘကအချင်းပြောင်းနေရှိနေတဲ့ခါကျတော့အဲ့လိုပဲရှိတယ်ရလဲရှိနေဦးမှာပါ။အဲ့ဒါတွေကမှဆိုတပြေးပြေးနဲ့ဟိုစီမင်းစီကံလေးတွေထုတ်ပြီးတော့ကျတော့စနေတကြတောင်းလဲသွားပါသွားမယ်လို့ယုံကြည်ပါတယ်။အခုလိုတဲငါရဲကဈေးနှုန်းတွေမြင့်မားနေတာဟာ ဂေါ်ပကအဖွဲကတတ်မှတ်တဲ့ဈေးနှုန်းထက်လည်းနှစ်ဆလောက်ပိုများခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဖျားဖို့ဖို့လာရောက်သူတွေကိုပွဲတော်ဝင်ကြီးဆိုပြီး၃မိုင်လမ်းအဝင်ငဖဲဘက်အဝင်တွေမှာတောင်းခံမှုတချို့ရှိနေတယ်လို့လည်းဆိုပါဗျ။